ကိုကိုတိုင်းကာတွန်းကဘာတဲကိုတကယ်ရောက်သွားတယ်လို့ခံစားစေနိုင်မယ်၃နေပထမဆုံးနေရာကတော့ဂျပန်နိုင်ငံအိုဆာကာမြို့မှာ ရှိတဲ့ Universal Studio ပဲဖြစ်ပါတယ်ဝင်ကြီးနေနေရတော့မြန်မာငွေ2သိန်းခွဲခန့်ပေးရပြီးတော့ဒီတဲကိုရောက်သွားပြီဆိုတာနဲ့တကယ်ကာတွန်းကဘာတဲကိုရောက်သွားတယ်လို့မျိုးခံစားရပါလိမ့်မယ် Okay ဒုတိယနေရာလေးကတော့ Oppa ရဲ့နေထိုင်ရာဖြစ်တဲ့ကိုရီးယားနိုင်ငံဆိုးမြို့မှာရှိတဲ့ Lotte World ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်ရှင့် ဒီနေရာလေးကတော့ K-drama fan အနေနဲ့စိတ်မနေပါဘူး။မင်းသားကပန်းစံတစ်ခုလုံးကိုငားပြီးတော့မင်းသမီးကို propose လုပ်တဲ့နေရာလေးပဲဖြစ်ပါတယ်။ Okay နောက်ဆုံးတစ်ခုလေးကတော့ cartoon ချစ်သူလေးတွေရဲ့အိမ်မက်ဖြစ်တဲ့ American နိုင်ငံ California မှာရှိတဲ့ Disneyland အကြီးစားကြီးပဲဖြစ်ပါတယ်ရှင်။မြို့ကြီးတစ်မြို့စာလောက်တည်ထားတဲ့ကစားကွင်းကြီးကိုစုံအောင်လည်ပတ်ဖို့ဆိုရင်တော့အချိန်က၄ရက်၅ရက်လောက်ကြာမှာဖြစ်ပါတယ်။ဒီမှာလည်ပတ်ဖို့ဆိုလို့ရှိရင်တော့ဝင်ကြီးကမြန်မာငွေ၄သိန်းနဲ့၅သိန်းကြားမှာရှိပါတယ်။ လူကြီးမင်းအမေကလူကြီးမင်းကိုအိမ်ရှိကနေအိမ်နောက်ပဲစိတ်ချရတယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုကလူကြီးမင်းအတွက်မဟုတ်ပါဘူး။ Bye bye